ထိုင်းနိုင်ငံမဲဆောက်မြို့မှာတရားမဝင်နေထိုင်သူတွေကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးဖမ်းဆီးတာတွေများနေတာကြောင့်မြောက်ရီနယ်၄ကိတ်ကော်ဒေသတွေစီတိမ်းရှောင်သွားတဲ့ရွှေ့ပြောင်းမြန်မာတွေလည်းရှိနေပါတယ်။ဒီသတင်းကိုမောင်တူးပြဖို့ထားပါရရှင်။ ုတ်ကဲ့ပါအခုတလောထိုင်းအနာပိုင်းရဲ့စစ်စေးဖမ်းဆီးတာတွေကြောင့်ရွှေပြောင်းမြန်မာတွေဟာစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်မဲဆောင်ရတော့လက်ရှိရတော့သူတို့စီမံကိန်းပဲလာဖတာတော့ပဲသိမယ်เนาะဒါပေမဲ့လို့ဖမ်းဆီးရတော့တော်တော်ရှိတယ်တချို့ကျတော့ဒီလိုလိုင်းကန်းနေလိုက်တန်းရတွေကတော့ဝင်စစ်တယ်ဆိုတော့ဒါကတော့ဘူးပြောမလဲဆိုရှင်ဘူးပြောမလဲဆိုတော့အကန့်အသတ်တစ်ခုလို့ဖြစ်သွားတာပေါ့လူကမှကိုယ်တိုင်မှအထောက်အထားရမရှိဘူး ဟိုဘယ်မှာမှသွားတော့လွတ်လပ်သွားလာခွင့်မရတဲ့အခြေအနေမျိုးမှာကိုယ့်အိမ်လေးမှာတော့မှကိုကအေးစီချောင်းလေးနှိနေတဲ့အနေထားမှာဒီလိုကြီးဝင်လာပြီးတော့မှစစ်တက်စိတ်ရဆိုတာကတော့ဒါတော်တော်လေးတော့ဟိုစိုးရိမ်စရာကောင်းတဲ့အနေထားပေါ့နော်လုံချုံလေးပေါ့အဲအဲ့လိုမျိုးတော့ရှိတယ်လက်တော်လို့ဆိုလို့ရှိရင်ဒီ e-bike တို့ပါတော့အနေရင်လို့တောင်မှသူတို့ကဟိုသွားလာပြီးတော့အသုံးပြုခွင့်မပေးတော့ဘူးဆိုရင်အနေထားမျိုးရော နောက်ပြီးတော့ဒီလိုမျိုး live site live site ဆိုမီဒီယာတွေမှာသတင်းတွေမှာတော့ပေါ်ပြတဲ့ခါမျိုးကြတော့ကိုရီးယားကြောက်လန့်နေတာပေါ့ကိုရီးဘာလို့လုံးမလဲဒီနမထွက်နေရောလေအစစ်စေးတွေအဖမ်းစီးတွေမဲဆောက်မျိုးမှာရှိနေတာကြောင့်တချို့ဒူတွေဟာဆိုရင်မြောက်ဝတီနဲ့၄ကီကောဘက်တီစီရွှေပြောင်းတွားရောက်နေကြတာပါဟိုထိုင်းနိုင်ငံမှာစာဝရီခဆိုတဲ့ရင်ကြီးကြီးနဲ့ကိုယ်စစ်ဆေးတဲ့သူကိုရေမုံမုံပြန်လဲကျွန်တော်တုတ်ပြန်ပြီးအစစ်ဆေးခံတာရဲ့ပြီးတော့ကျွန်တော်ရောက်ရောက်มาနေလဲရောက်ရာစီကန်းနေ ထိုင်းနိုင်ငံတနိုင်ငံလို့ရဲ့နိုင်ငံတော်ဆိုင်ရာစည်းကမ်းတွေနဲ့သွားရင်လည်းသွားတဲ့လမ်းစည်းကမ်းရင်းစည်းကမ်းပေါ့နော်အဲ့အဲ့ဒါလေးလေးလေးစားလိုက်နာပြီးတော့ကိုကဧည့်သည်ဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ပြောထားလို့ပဲဧည့်သည်ကဧည့်သည်လို့ကျွန်တော်ကောင်းကောင်းမွန်မွန်စည်းကမ်းကြီးကနေထိုင်မယ်ဆိုရင်အရန်ကာရောတုံတုံလုံလုံချောက်ချောက်ချာချာကြောက်စရာမလိုပါဘူးပြောမယ်ဆိုရင်စစ်ဆေးပြီးတဲ့နေရာတွေသွားတာကမြောက်ဝတီတို့၄ကီကော်လို့ထွက်ပြေးတာနဲ့ဆိုင်အများကြီးကောင်းပါတယ်ကျွန်တော် စစ်ဆေးပြီးရဲ့နေရာနှစ်ခါမစစ်ဆေးတော့ပါဘူးနော်တအားကြီးလဲကြောက်လန့်တကြားနဲ့တုံတုံလှုပ်လှုပ်ချောက်ချောက်ချာချာနဲ့ထွက်ပြေးနေစရာမလိုပါဘူးကိုနေရာလေးမှာပဲကိုနော်လိုအပ်သလိုစစ်ဆေးမေးမြန်းမှုကောင်းမွန်ခံယူပြီးတော့လိုအပ်ကျွန်တော်အရေးယူတဲ့တံငွေလေးတွေလည်းပေးဆောင်ပြီးတော့ကောင်းမွန်လေးစီကံကြနေရဲဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်အချိန်တိုက်စားပြီးပုံမှန်တိုင်းပြန်ဖြစ်သွားပါလိမ့်မယ်အခုနှစ်ဆန်းကစားမဲဆောက်မှာချားဖြန့်တရုတ်ဖန်းစီစီမံချက်တဲ့အတူ ရွှေပြောင်းမြမာတွေပါရောနှောဖန်းခံလာနေရပြီးနောက်ပိုင်းမှာမြမာစားတော့ဆိုင်တွေပါ ဖန်းစီလာရကအခုခါမှာတော့လက်စစ်ဆိုင်ကယ်တွေ၃ဘိန်းဆမ်လော့ဈေးတယ်တွေအထိဖန်းစီလာနေတာ ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်မောင်တူးပါ